ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လက်ဆိုးမြို့တော် channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီ channel ကနေပြီးတော့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့မဟာဒေဝနဲ့ကျောင်းတော်ဟောင်းကနှစ်ချို့တရင်ဆိုတဲ့ဇာတ်လမ်းရဲ့အစစဉ်နှစ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ဒုတိယမြောက်အတိတ်ထံက15ရက်ကြာမယ်ဆိုပြီးတော့ဆရာရတဲ့ပြောပြီးမိဘယ်နေရာမှာအတိတ်ထံဝင်ရမယ်လို့မပြောသေးတာကြောင့်ရတိတ်ကြီးကန္တာဒိဗ္ဗနောင်မှာမဟာဒေဝလိုက်ခဲ့ရတယ်။ရတိတ်ကြီးနဲ့အနီးကပ်နေတော့မှရတိတ်ကြီးရဲ့ ထူးခြားချက်တွေကိုမဟာဒီဝတွေ့နေရတယ်။တောနဲ့ကလူသူအရောက်ပေါက်နေတဲ့နေရာတွေရောက်နေချိန်မျိုးမှာစွန်းလုံမဲ့အလူရှင်တွေရောက်လာတတ်ကြတယ်။ရောက်လာသူတွေကလူသားလားတခြားသောပုံတစ်ခုကလာသူများလားဆိုတာကိုတော့စဉ်းစားကြရပဲဖြစ်တယ်။ရသေးကြီးကိုအဲ့ဒီမိကုံများစွာမေးလို့ပြီးမယ်လေ။ရသေးကြီးကသူ့ဖြစ်ခြင်းနာတွေကိုသာဖြေတာကြောင့်မမီးမြန်းဖြစ်ပြီးရသေးကြီးကတတ်တတ်လို့စားသူဖြစ်ပြီးညစာမစားတဲ့အတွက်မဟာဒီဝလည်းညစာကိုရှောင်ဖြစ်တယ်။ စိတ်ဆိုးဒေါသဖြစ်ရင်နှဆိုးပေါ်တက်လာတတ်တာကြောင့်စိတ်ကိုတည်ငြိမ်စေဖို့အတွက်အထူးလေ့ကျင့်ကင်းနေမဟာဒေဝကရသေးကြီးပြောသမျှသသွေးမတိန်လိုက်နာပြီးကြင်ကြံပြီးမယ်လေသူရဲ့ခြေနေကတိုးတက်တယ်လို့မထင်အခုကိစ္စမျိုးမှာအထုံးပါရမီပါမလာလို့ပင်သူ့ကိုယ်သူတန်တရာစိတ်ဝင်လာမိတယ်တောတောင်တွေကိုဖြတ်တန်းပြီးနေ့လယ်ပိုင်းအချိန်မှာတောင်ကြီးတထောင်အပေါ်မှာရွာလီတရွာကိုရောက်လာကြတယ်ရသေးကြီးနဲ့မဟာဒေဝကိုရွာသားတွေကအထူးစားလို့ဝမ်းကြည့်နေကြတယ် ရသေးကြီးကရွာကနေဖြတ်ခါရှောက်သွားပြီးရွာထက်ကိုဥတီရှောက်သွားတဲ့အုတ်တိုင်းတွေနဲ့ကားထားတဲ့ချန်အတွင်းကိုဝင်လိုက်ရာအတွင်းဘက်မှာတင်းနံပင်တွေစိုက်ပျိုးထားတာကိုတွေ့ရပြီးတော့ချောင်းဝိုင်းအလေမှာဟောင်းနှံနေတဲ့လက်ထပ်ဖုံးကြီးကြောင့်တောင်းရှိတယ်။ဒဂါကြီးမဟာဒီဝါဒီနေရာမှာ15ရက်အတိတ်ထံဝင်မယ်။ဒဂါကြီးစိတ်တမာတိကောင်းအောင်လို့လေ့ကျင့်ပါ။လက်စိုးပေါ်ထွက်လာချိန်မျိုးမှာစိတ်ကိုလွမ်းမှုမခံရဘဲနဲ့ရအောင်ထိန်ချုပ်မဟုတ်ရင်တဖြည်းဖြည်းနဲ့လက်စိုးကဒဂါကိုထိန်ချုပ်ပြီးတော့ ခန္ဓာကိုယ်ယူသွားလိမ့်မယ်။ယသိကြီးနဲ့မဟာဒေဝစကားပြောနေစဉ်ခြံဝိုင်းအတွင်းကိုလူတစုဝင်လာကြလေတယ်။ယသိကြီးဒီရွာရဲ့အခက်ခဲပြဿနာကိုရှင်းပေးမယ်ဆိုတာဒီသူတော်ဘာလားဖျား။ဟုတ်တယ်တကားကြီးတို့။ဘာယသိကိုအကူကြီးတောင်းထားပေးမယ်။တချို့နေရာတွေမှာဘာယသိကဝင်ပါလို့မရတာတွေရှိတယ်။ရွာရဲ့ပြဿနာတွေကိုတရားတကာရှင်းပေးပါလိမ့်မယ်။သူဒီကြောင်မှာ15ရက်အတိတ်ကဝင်မှာမို့လိုအပ်တာကူညီပေးလိုက်ကြပါတကကြီးရသေးကြီးကိုရောက်လာကြတဲ့ရွာသားတွေထဲမှာ လူကြီးတယောက်ဦးဆောင်စကားပြောနေခြင်းဖြစ်တဲ့ရသေးကြီးကမဟာဒေဝကိုရွာသားတွေကိုကူညီပေးဖို့အတွက်ပြောဆိုနေတယ်။ရသေးကြီးတပည့်ကငယ်သေးပုံပဲဒီနေရာနဲ့အဆင်ပြေပါမလား။ပြေပါတယ်။သူ့အတွက်စိတ်ပူစရာမရှိဘူး။ဘာရသေးကကြွစရာရှိသေးလို့ကြွလို့မယ်တကားတို့။ရွာသားတွေကရသေးကြီးကန္တာဒိဗ္ဗကိုရှစ်ခိုးကြော့ကြသလိုမဟာဒေဝလည်းရှစ်ခိုးကြော့လိုက်တယ်။ရသေးကြီးကမဟာဒေဝကိုအဝတ်တထဲကိုတခုနဲ့ချန်ထားပြီးတော့ထွက်ခွာသွားခဲ့ပြီးပင်ဖြစ်ပြီးတော့ရွာသားတွေနဲ့ မဟာဒေဝတာကြံနေရိတ်ခဲ့ကြတယ်။ဒါနဲ့တရားသူတော်ကဘာရဲ့တင်နေတွေ့ရကြပြီလား။အဘဒီရွာရဲ့ရွာလူကြီးတယောက် နမရတော့ဆိုင်းလောက်လို့ခေါ်တယ်။ကျွန်တော်ဖိုးသူတော်မဟုတ်ပါဘူးလေ။ဘာရဲ့တရားအဋိဋ္ဌာအတွက်ဒီလိုဝတ်စားထားနိုင်လို့ဝတ်ထားတာပါ။ကျွန်မနမရမဟာဒေဝပါ။ဘာရဲ့တင်နေတွေ့ရသိမကြသေးပါဘူး။ဘာရဲ့တိအကြောင်းလဲသိမသိသေးပါဘူး။ဘာရဲ့တရားတို့နယ်တဝိုင်းမှာတော့နမေကြီးပဲ။ရာသီဥတုဆိုးရမယ့်နှစ်တွေကိုဘာရဲ့တိစီဟာသတိပေးစကားကြားရတယ်လို့ တချို့တော်ရဲသားကောင်နဲ့ထိတ်တဲကြုံနေခြင်းမျိုးမှာသားကောင်ကဘာလက်မမှမပါပဲနှင်းထုတ်ပေးတတ်တယ်။လူတွေမကြမ်းမမှာဖျားနာတာမျိုးဖြစ်ရင်တောဆေးတွေပေးပြီးတော့ကုပေးတတ်တယ်။ဘာရက်တဲ့အကြောင်းပြောမယ်ဆိုရင် ပြောစရာတွေမကုန်ပါဘူးကွာ။ဘာရက်တဲ့ကရေကြောကိုရှုံပြီးခီးသွားနိုင်တယ်လို့တောင်ပြောကြတယ်။ဒီနေ့ဒီနေရာမှာတွေ့တယ်။နောက်တစ်နေ့ကျရင်တပတ်လောက်သွားရမယ့်နေရာမျိုးရောက်နေတာမျိုး။မောင်ရဲ့အထိတ်ထောင်ဝင်ကားနေတယ်ဆိုတာလေ။အကြောင်းရင်းရှိလို့ပဲဖြစ်မှာပေါ့။လာမောင်ရဲ့နေရာမယ့်နေရာကိုတန်ရှင်းရေလောက်ကြရအောင်။ဟာ တကြီးကျို့တို့ចောင်းနေမဝင်ရဲဘူးဗျကျွန်တော်လည်းဝင်ရမှာစိတ်မလုံးချုံဘူးဗျမင်းတို့ကခဏပဲဝင်ရမှာနေ့လယ်နေခင်ဝင်ရမှာနော်ဒီကမဟာဒီဝဒီမှာ15ရက်တောင်နေမှာအားလုံးလိုက်ခဲ့ကြခုနကမင်းတို့ကရွာထဲကိုသွားဖျားရဲခေါအောင်ရေနာစီမီကတ်တီတခြားလိုအပ်တာတွေကြည့်ပြီးတော့စီစဉ်ခဲ့ကြကွာရွာသားတွေကကျောင်းဆောင်အောင်ကြီးအတွင် ဝင်ရမှာကိုကြောက်လန့်နေကြပုံရတယ်ကြောက်လန့်စရာအကြောင်းရင်းတစ်ခုခုရှိမှာကတော့မလွဲဧကံပဲဖြစ်တယ်အောက်ထပ်မှာဖျားကန်းရှိမှာ အိတ်ဆက်ဖို့စီစဉ်ပြီးအင်းမယာတဝိုက်ကိုတန်ရှင်းရေးလောက်ကြတယ်။ဖုန်လိန်လိန်တက်နေတဲ့ဖခင်အကြောင်းကိုလည်းတန်ရှင်းရေးလောက်ကြပြန်နေ။ကျောင်းရှိမှာရေရင်းတွင်ရှိနေကြောင်းတွေ့ရတာကြောင့်ဖခင်ဘန်းအိုးတွေယူလာပြီးတော့ရေရင်းနဲ့ငုံကြည့်လိုက်ရာရေရင်းထဲမှာရေရှိနေကြောင်းတွေ့ရတယ်လို့ဘေးမှာဆက်သေးတဲ့ရေပုံးကလည်းရှိနေသေးတာကြောင့်ရေတပုံးငင်လိုက်ပြီးဖခင်ဘန်းအိုးသုံးလုံးကိုစေးကြောက်ကကျောင်းဝင်းအတွင်အလေးကျတော့နေတဲ့တောပန်းတွေကိုအကောင်ချိုးခုပြီးတော့ဖခင်ဘန်းအိုးမှာထိုးပြီးတော့ဖခင်အကြောင်းကိုတင်ထားလိုက်တဲ့ ဖះเจ้าမှာမှာเจ้าနဲ့ထိုးစစ်ထားတဲ့စင်းလူရောင်ငယ်တစုလည်းရှိနေတယ်။ရွာလူကြီးခိုင်းထားတဲ့ရွာသားတွေလည်းပြန်ရောက်လာကြပြီးဖျားဆောင်ကောင်းအုံတွေယူပြီးပြန်လာကြရာလှဲကျင်းထားတဲ့နေရာမှာနေရာချပေးကြတယ်။ရေနံစီမီးရင်တလုံးနဲ့ရေနံတပလင်းလည်းပါလာတယ်။အာလုံးပြီးတဲ့အခါမှာတော့ပြန်မလုံနေကြရာရွာသားတွေနဲ့အတူမဟာဒီဝလည်းအပြင်ကိုလိုက်ပါသွားတယ်။သူ့အနေနဲ့အခုចောင်းအចောင်းကိုသိလိုတာကြောင့်ဖြစ်ပြီးတော့တယ်။ရွာသားတွေကကြောက်လန့်နေကြတယ်လို့ရွာလူကြီးကလည်းចောင်းဝင်းအတွင်း ဖုန်ကြီးကြောင့်အတိုင်းကိုပြောလို့ပုံမရတဲ့အတွက်ကျောင်းပြင်ကိုလိုက်ခဲ့ခြင်းဖြစ်တဲ့မောင်ရင်လေးစားတော့ဖို့ရွာလူတွေကိုပဲအလှဲကြစီစဉ်ခိုင်းလိုက်ပါမယ်။နေရထိုင်ရအဆင်မပြေလို့ရွာလေးလာနေခြင်းလည်းပြောဖို့။တကြည်ကျွန်တော်သိချင်တာဒီကျောင်းမှာဘာတွေဖြစ်သွားလဲဆိုတာပြောပြပေးလို့ရမလား။ရွာဘက်ရှောက်လာရင်မဟာဒီဝကဖုန်ကြီးကြောင့်အတိုင်းကိုစကားဆမေးလိုက်ခြင်းဖြစ်တဲ့ရွာလူကြီးကမျက်နှာတစ်ချက်ပြတ်သွားတယ်။ခုဒီရွာမှာကြောင်းထိုင်မဲ့ဖုန်ကြီးမရှိဘူးမောင်ရင်။ဘာလို့လဲဆိုတော့ဒီရွာတီမီကြောင်းဆောက်တော့ ကျောင်းထိုင်ဘုံကြီးတစ်ပါးရောက်လာတယ်။အဲ့ဒီဘုံကြီးကအသက်ကြီးမဝတ်တဲ့ဘုံကြီးပဲ။ကျန်းတက်စားတဲ့ပုံကူမျိုးမဟုတ်ဘူး။သူကဘုံကြီးဝတ်ထားတယ်ဒါပြောတာ။ဝီနီးနဲ့အညီနေတဲ့ဘုံကြီးမျိုးမဟုတ်ဘူး။အောက်လန်အသက်တွေကျင့်လို့ကျင့်တရေမွေးလို့မွေးအဲ့လိုတရေမျိုးကြားရတယ်။နောက်ဆုံးသူတွေတော့လဲပင်းကျိုးပြီးတည်နေတာ။သူမွေးထားတဲ့တရေကပြန်တက်သွားတယ်လို့လည်းတချို့ကပြောကြတယ်။အဲ့ဒီကလေးကဒီကျောင်းမှာလာထိုင်သမျှကျောင်းတိုင်တွေကိုခြောက်လန်တာ။ဘယ်ကျောင်းတိုင်မှမမြဲတော့ဘူး။ကျောင်းထိုင်ဘုံကြီးတစ်ပါးဆိုရင်တေးအောင်တေးသွားဘူးရဲ့အဖြစ်အပျက်ရှိတာမို့ ကျောင်းထိုင်ဖုန်ကြီးမပင့်ရဲတော့ပါဘူးပထမသေးသွားတဲ့ဖုန်ကြီးကတရေအဖြစ်နဲ့တခြားကျောင်းထိုင်ဖုန်ကြီးတွေကိုခြောက်လန့်တက်ပြတ်နေတာပေါ့ဟုတ်လားဦးလင်းဟုတ်တယ်မောင်ရင်ပထမသေးသွားတဲ့ကျောင်းထိုင်ကမကျွတ်လို့ပဲတရေဖြစ်နေတာရသည်ရာဒီကိစ္စကိုမကူညီပေးဘူးလားရသည်ရှင်းမယ်ဆိုရင်ရလောက်ပါတယ်ရသည်ကိုရွာသားတွေရောဦးလေရောတွေ့တိုင်းဝိုင်းမလျှောက်ကြပါနဲ့ရသည်ရမြင်နေသူကပြလောကသားတွေနဲ့ပတ်သက်ရင်မဆိုးတကောင်ပေါ်ထွက်ရင်တားဆီးရောင်အားလွဲပြီးတော့တခြားဘလို့ကိစ္စမျိုးမှမဝင်မပါဘို့ တို့ရတဲ့ဝတ်တဲ့ကိစ္စမျိုးကတိပေးဘူးတဲ့။မေတ္တာရက်ခံပေးတာမျိုးတော့ရှိတယ်။ចောင်းကထွက်သွားပေးဖို့ចောင်းတဲ့ဘုံကြီးတွေကိုဒုက္ခမပေးဖို့တားပေးတယ်။မရပါဘူးကွာ။ရတဲ့ဤသာအကျမ်းမင်းနဲ့တုံးပြီးတော့နှင်းရလောက်ပါတယ်။ရတဲ့ဤကအကုသို့များတဲ့ကိစ္စမျိုးသူမလုပ်ချင်ဘူးလို့ညင်းလို့ငါတို့လည်းအတင်းကြီးမတောင်းဆိုဝင်ကြတာ။အဲ့လိုဖြစ်ပြခဲ့တာနှစ်ဘလောက်ကြာသွားပြီလဲဦးလေး။15နှစ်လောက်တော့ရှိတော့မယ်ကွ။ရွာတဲ့အတူပါရှိတယ်တောတက်ရင်လည်းဝင်ကုတ်ဝင်ကိုက်ခံရတာညာရင်းချက်တကြွရလိမ့်မယ် ဦးလေးသွားတော့မယ်နော်စားတော့ရေးအတွက်လာဖို့ကြလိမ့်မယ်တကယ်လို့ကြောက်လန့်စရာကြုံရရင်ရွာဘက်ကိုပြေးလာတော့မှောင်ရင်ညနေစာအတွက်ရွာသားတွေပို့ဖို့ပြောရအောင်ညနေစာမစားကြောင်မဟာဒီဝကပြောပြရတယ်ရွာလူချင်းနဲ့ရွာသားတွေကိုနှုတ်ဆက်ပြီးဖုန်းကြီးကြောင့်ရှိရာပြန်သွားတဲ့မဟာဒီဝကိုရွာသားတွေနဲ့မကြခင်တင်းရဲချောင်းလိုက်ခံရပြီးခွေးပြည့်ဝက်ပြီးပြေးလာမလားကုတ်ချိုးတက်ခံရမလားအမျိုးမျိုးပြောဆိုရင်းနဲ့ရှိနေကြတယ်ညနေဆောင်လာပြီမို့အေးတက်ပူလာတယ်။ဘုံကြီးတောင်ပြန်လာတဲ့မဟာဒီဝက အေးပေမဲ့ရေရင်းကရေခတ်ပြီးအမြန်ချိုးလိုက်ရန်လူကခိုက်ခိုက်တုံသွားပြီးပြားပြောင်းထဲကမီးထွန်းရတဲ့မြေကွက်ငယ်လေးတွင်ဖျားစင်ပေါ်ရှိနေသလိုပြားပြောင်းလည်းရှိနေတာကြောင့်ထဲ့ပြီးမီးရှို့ကဖျားမီးပူဇော်လိုက်ပြီးရေချမ်းဆက်ကပ်ပြီးတော့ဖျားရှိကိုတရားထိုင်ပရိစိတ်ချင်းတို့ကိုမဟာဒေဝပြုလုပ်နေတယ်ပတ်ဝန်းကျင်ကမြေတက်တိတ်ဆိတ်စွာရှိနေတယ်လေအဝေးမှာကြောင်းကြံအတွင်မှာသီးရွက်တွေပိုတိုက်တန်တွေထွက်ပေါ်နေတယ်ရွာကလေးကညအမောင်တို့အောက်မှာအိမ်မောကြနေခဲ့ပြီးဖြစ်တယ် ဟာဒီဝမှာသူဆောင်ရွက်စရာကိစ္စတွေပြီးတဲ့အခါဖျားကတော့လိုက်တဲ့ဖျားစီမီကတည်းငိမ့်တော့မှာမို့မိအိမ်ကိုမိထွန်လိုက်တဲ့အဲ့ချက်စိမ့်မရှိသေးတာကြောင့်အဲ့ရမှာလှဲချရင်အတွင်းနဲ့ချက်နေမိတဲ့ယသိကြီးကန္တာဒိဗ္ဗအကြောင်းကိုတွေးမိရမှာယသိကြီးကသူ့ရဲ့ခန္ဓာကိုယ်အတွင်းနတ်ဆိုးဝင်တဲ့ကိစ္စလာရှင်းပေးကခေါ်လာရုံမှအပအခြားသောပြလောကသားတွေနဲ့ဆက်ဆက်တဲ့အလုပ်တွေကိုရှောင်မုံရတယ်ဘလူးမညိုကိစ္စအပြင်ရွာမှာဖြစ်နေတဲ့ဘုံကြီးတရေကိစ္စကိုလည်းဝင်မပါဘဲရှောင်နေတယ် ဆရာဖြစ်သူကပြာလောကသားတွေနဲ့ဆက်ဆက်တဲ့အလုံးမပါဖို့အတွက်ဂရိပေးထားတဲ့အကြောင်းရင်းကိုနောက်ကြုံရင်မင်းလည်းလူတွေးထားရင်ရတိကြီးခိုင်းတဲ့အလုပ်ကိုဘလောက်လုပ်ပြီးမှသူပြန်ရမယ်မဆိုနိုင်ဦးစံထွန်းကသူ့အိမ်ကိုသွားပြီးတော့သူပြောင်းနေကြောင်းပြောထားပြီးလာတန်ကြာရောက်မလာရင် သူတည်ပြီးလို့ထင်သွားကြမှာတည်ကြတယ်ဦးစံထွန်းကတော့သူတည်တာကိုတော်ရုံနဲ့လက်ခံမှာမဟုတ်သူပြန်လာမယ့်အချိန်ကိုစောင့်ဆိုင်နေမှာကတည်ကြနေတယ်မိအိမ်ကိုမိနှိမ်ပြီးတော့အိတ်ဆက်ဖို့လုပ်နေချိန်မှာအပေါ်တက်မှအခြေတန်ကြီးကြားလိုက်ရတဲ့အတွက် မလုတ်ပင်ညင်ရင်နဲ့နားဆွေနေရာခြေတံကဆက်လက်ထွက်ပေါ်နေရင်ကြားနေရတဲ့ခြေတံတစ်ချက်ချက်ကလှေကားဘက်စီဥတီလာနေပြီးအပေါ်ဘက်ကနေတစင်အောက်ထက်ကိုဆင်းလာတဲ့ခြေတံတွေကြားလိုက်ရတယ်။အမောင်တွင်းမြင်နေရတဲ့မဟာဒေဝမျက်လုံးတွေကလှေကားရှိကကြည့်နေရအပေါ်ကဆင်းလာသူကိုတွေ့လိုက်ရတော့တယ်။ဝါဖိုင်နဲ့ကိုခန့်နာစူပြိုးနေတဲ့ဝမ်းပိုက်ကြီးရှိက ကိုပေါ်ပိုင်းဗလာချင်းမီအောက်မှာတော့တင်းပိုင်းတထဲဝက်ထားတဲ့ဘုံကြီးတစ်ပါးကိုတွေ့ရတယ်။မဟာဒေဝအိမ်နေရာဘက်ဇက်ကိုလှည့်လိုက်ရ တပတ်လည်ပြီးတော့မျက်နှာကနောက်ဆေးဘက်ရောက်သွားပြီးကြည်လိုက်ရမှာဖြုတ်ဖွေးသွေးဆုံနေတဲ့မျက်နှာကြောင်စီစီမျက်ဝန်းတွေနဲ့ရှိနေတာကိုတွေ့ရတယ်။ဒီနေ့တော့လှုပ်စရာတွေရှိသေးလို့မင်းအလှမရောက်သေးဘူး။နောင်နေညာဆက်အိမ်နဲ့ငါနဲ့တွေ့ပြီပေါ့ကွာ။ကျုံဟာပြောဆိုတဲ့အော်အော်ကြီးကတရေဖုန်ကြီးစီမှာထွက်လာရာကြောင်လန်တက်သူဆိုပါကသွေးပြတ်တုံးလို့သွားမှသိကြနေတယ်။မဟာဒေဝကတရေတစီကိုမကြောက်ဆိုပေမဲ့အနေပါကြောက်စိတ်ရှိခဲ့ပေမဲ့လည်းနတ်ဆိုးဝိညာဉ်ဝင်ပူးပြီးနောက်ပိုင်းမှာတော့ ကြောင်းလန့်စိတ်တွေလုံးဝမရှိတော့တာက အမှန်ပဲဖြစ်တဲ့ဘုံကြီးတရေကကြောင်းတွေကနေတစဉ်အပြင်ကိုထွက်သွားရာမဟာဒီဝလည်းလဲနေရကနေအသာထပြီးတော့ကြောင်းပြင်ထွက်ကဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရာကြောင်းအုပ်နေရံကိုလှကနေခုံကျော်ပြီးအပြင်ကိုထွက်သွားတဲ့ဘုံကြီးတရေကိုတွေ့လိုက်ရတဲ့အတွက်အုပ်နေရံအနားကိုပြေးသွားပြီး သူ့ပါလှကနေခုံကျော်သွားတယ်ဘုံကြီးတရေက ရွာနောက်ဘက်ကိုဥတီသွားနေခြင်းဖြစ်တာကြောင့်သူလည်းနောက်ကနေထက်ကြမကွာလိုက်ပါလာခဲ့နေတယ်ရွာတောင်ပေါ်ကနေဆင်းမိတဲ့အခါမှာတော့ တခြားတောင်တလုံးပေါ်တက်နေကြောင်းကို တွေ့ရလေတဲ့ဘုံကြီးတရေမှာတောင်ပေါ်တက်နေရင်လည်းဘေးပတ်ဝင်တဲ့အမောင်တွင်းကိုခဏရက်ကြည့်နေရာမဟာဒေဝကတစ်ပင်တစ်ပင်နောက်မှာဝင်ကွယ်နေလိုက်တာကြောင့်နောက်ကိုလှည့်ကြည့်လာစဉ်သူ့ကိုတွေ့မသွားပေမဟာဒေဝကပုံအောင်နေရာကထွက်လာရမှာဘုံကြီးတရေကိုမတွေ့ရတော့ပေသူလည်းဘုံကြီးတရေတက်သွားရလမ်းကြောင်းအတိုင်းလှုပ်ရှားတာမကြားစေဖို့အတွက်အထူးသတိထားရင်တောင်ပေါ်တက်လာခဲ့ပါတော့တယ်တောင်ပေါ်ကတစ်ပင်တွေကိုအကာအကွယ်ယူပြီးသွားလိုက်ဘေးပတ်ဝင်ကျင်ကိုကြည့်လိုက်တဲ့သွားနေရာ တပ်ပင်ကြီးတွေကျဲပါးတဲ့နေရာတစ်ခုကိုရောက်လာပြီးရေစာပုံတွေထိုးထိုးထောင်ထောင်မှတ်တိုင်တွေတွေ့ရတာကြောင့်တင်ញိုင်းကောအတွင်ရောက်နေကြောင်းကိုတွေ့ရတယ်။အချို့နေရာတွေမှာခြုံမုတ်တွေရှိနေတာကြောင့်မြင်ကွင်းကိုရှင်းလင်းစွာမမြင်တွေ့ရပြီးတင်ញိုင်းအတွင်ပိုင်းတနင်္လာစီမှာလှုပ်ရှားတန်ကြားရတာကြောင့်ရက်ပြီးနားဆင်ကြည့်လိုက်ရင်မြေကြီးကိုတူးဆနေတဲ့တွေကြားရတာကြောင့်အတန်ကြားရကိုတဖြည်းဖြည်းချင်းကပ်လာခဲ့တယ်။မြင်ကွင်းကိုရှင်းလင်းစွာတွေ့လိုက်ရပြီဖြစ်တယ်။သူတွေ့လိုက်ရတဲ့မြင်ကွင်းကရေစာပုံအစ်တစ်ခုရှိမှဖုံးပြတဲ့ရက်နေတယ်။ကျောင်းမက်ပေါ်ရရုပ်တင်ရှိတဲ့ မကောင်းဆုံးကတရေတကောင်ကမြေစာပုံကိုသူ့ရဲ့လက်ကြီးနှစ်ဖက်နဲ့တူးဆွရင်းရှိနေတယ်။မဟာဒေဝကပါဆက်ဖြစ်လာမလဲဆိုပြီးတော့စိတ်ဝင်တစားဆက်ပြီးစောင့်ကြည့်နေမိတယ်။တူထားတာကကြာသိဟံမတူတဲ့မြေစာပုံမြေသားတွေကဖွာကနေဖွာကနေဘေးဘက်ကိုလွင့်စင်ထွက်နေပြီးကျင်းကလည်းနှက်သွားကြောင်းတွေ့ရတယ်။ကျင်းနဲ့ရောက်နေတဲ့မကောင်းဆုံးကအပေါ်ကိုပြစ်တင်လိုက်တဲ့အရာကတော့အလောင်းတလောင်းဖြစ်နေတယ်။ညနေရောက်ရလူကြီးပြောစကားအရာဝင်ကုတ်ခံရတဲ့အလောင်းတလောင်းအာတူပါချချောင်းသိရပြီးတော့ အဲ့ဒီအလောင်းကိုဒူးနေခြင်းဖြစ်နိုင်ကြောင်းတွေးလိုက်မိတယ်။အပေါ်မှာရှိနေတဲ့ဘုန်းကြီးတရေကအလောင်းကအဝတ်စားတွေကိုဖျဲဆုပ်လိုက်ပြီးတော့အလောင်းရဲ့ဝမ်းပိုက်ကိုသူ့ရဲ့လက်တစ်ဖက်ကလက်သေးတွေနဲ့ထိုးခွဲလိုက်ပြီးပေါက်သွားတဲ့ဝမ်းပိုက်ကိုလက်ထက်ကပြန်ဆွဲထုတ်လိုက်ရာအသည်နဲ့ဦးရဲအထွေးလိုက်အပြင်ကိုထွက်လာတယ်။သူ့ရဲ့လက်အတွင်ပေါလာတဲ့အသည်နဲ့ဦးရဲကိုဘုန်းကြီးတရေကအားပါတရဖယ်ဆောင်လိုက်တဲ့မြင်ကွင်းကကြောက်စရာအင်္ဂလိပ်ဆန်ရွံ့စရာမြင်ကွင်းအဖြစ် တွေ့နေရတယ်။ကျင်းနေရောက်နေတဲ့မကောင်းဆိုးဝါးကလည်းအပေါ်ခုံတက်က ဥရေကိုအလို့အယက်ဆွဲယူကပ်ပြစားတောင်းနေပြန်နေဥအသည်တွေကုန်တဲ့အခါအသားတွေကိုထပ်ပြီးတော့စားတောင်းနေကြပြန်နေမဟာဒေဝကကြောက်ရွံ့စိတ်မရှိပေမဲ့လူသားစားနေကြတဲ့မကောင်းဆိုးဟာနှစ်ကောင်ကိုကြည့်ပြီးရိုးရှားလာတာကြောင့်လှုပ်ရှားတဲ့မကြောင်စီကိုနောက်ပြန်လှည့်ရင်းနဲ့ចောင်းကိုပြန်လာခဲ့တယ်။ចောင်းကိုပြန်ရောက်တဲ့အခါရုတ်တရက်အိမ်မပြောင်းနိုင်သေးပေလူတွေအလောင်းကိုစားတောက်နေကြတဲ့မကောင်းဆိုးဟာနှစ်ကောင်ရဲ့ပုံရိပ်တွေကဖျောက်ဖျက်မရအောင်ရှိနေတယ်။ရသိမ့်ရမင်းကိုထားခဲ့တဲ့နေရာတိုင်းရော မကောင်းဆိုးရစုနေတဲ့နေရာတွေကြီးပဲမင်းခန္ဓာကိုယ်တည်းငါရှိနေတာမို့မင်းကိုသိစေခြင်းလို့သူကိုယ်တိုင်မတက်ပဲတစ်ဖက်လက်နဲ့မင်းကိုတတ်နေတာပဲဒီရသေးစကားဘာမှနားထောင်ကြမလို့ကိုလှုပ်ချင်အောင်လှုပ်တော့မဟာဒီဝနာအနီကပ်ပြီးတော့တစုံတယောက်ကပြောနေတယ်လို့အတန်တန်ကြားနေရတယ်သူရဲ့ကိုယ်တည်းကနတ်ဆိုးပြောလာခြင်းဆိုပြီးတော့မဟာဒီဝသိလိုက်တယ်နားထောင်နတ်ဆိုးမင်းငါ့ကိုရသေးနဲ့သွေးခွဲဖို့ပြောနေတဲ့စကားတွေရှက်လိုက်တော့မကောင်းဆိုးဝါးတွေရှိနေတဲ့နေရာရသေးငါ့ကိုထားလာမှန်းနေ ဒါကလည်းအကြောင်းရင်းတစ်ခုရှိလို့ပဲဖြစ်ရမယ်။ငါဒုက္ခရောက်ပါစီတော့ဆိုပြီးတော့ထားတာမျိုးမဟုတ်ဘူးလို့ငါထင်နေ။ယူလိုက်တာမဟာဒီဝရင်တစ်ချိန်မှာမင်းခန္ဓာကိုငါပိုင်ယူသွားမှာသူတို့မစိုးရိမ်ဘူးထင်နေရလား။မင်းရောတတ်မပြစ်ဘူးလို့ပြောနိုင်လို့လား။မင်းရောမတတ်တာငါရဲ့ဝိညာဉ်မင်းကိုယ်တည်းကနေတခြားပင်နေရာရောက်သွားမယ်ဆိုတာသူတို့မမှန်းဆနိုင်လို့မတတ်ကြသေးတာပဲ။တစ်ချိန်မင်းကိုတတ်ကြလိမ့်မယ်။မင်းမိခိုနေရတယ်လို့ငါလည်းမိခိုနေရတဲ့ဒီခန္ဓာကိုယ်ကြီးကိုမပြည့်စည်သွားစေချင်ဘူး။ ငါပြောတာနားထောင်ပါတော်တော့နဲ့ဆိုမင်းငါ့ကိုလည်းနေလို့ရချင်ရလိမ့်မယ်ဒီခန္ဓာကိုယ်ကတော့မင်းအပိုင်ဘယ်တော့မှဖြစ်မလာစေရဘူးတေချာလိုက်လားကွာအချိန်လေးကြာမှသေးတယ်ငါကမင်းစိတ်ခွန်အားနည်းတဲ့အချိန်စောင့်နေတာနော်အဲ့ဒါလို့အချိန်ကြာမှမင်းရဲ့ခန္ဓာကိုယ်အပိုင်ယူမှာအခုကတော့ငါရမယ့်ခန္ဓာကိုယ်ယူမထီကအောင်လို့ငါကာကွယ်ပေးမယ်မလို့မင်းပေါ်လာစရာမလိုတော့လို့ငါ့ကိုလည်းကာကွယ်စရာမလိုဘူးမဟာဒေဝကသူရဲ့ကိုယ်တွင်နဲ့ဆိုနေ စကားပြန်လည်ပြောနေကြခြင်းဖြစ်တယ်။တယောက်ရောက်တော့သူ့အဖြစ်ကိုမြင်မာကတယောက်တည်းစကားပြောပြီးတော့ယူနေပြီလို့ထင်ကြမင်းသူကြားနေရင်နတ်ဆိုးအတန်တိတ်သွားတာကြောင့်မဟာဒေဝလည်းနှုတ်ဆက်ခါအဲ့ရပေါ်လဲလျောင်းပြီးတော့မျက်လုံးကိုမှိတ်ထားလိုက်တယ်။လှူရှားတန်ကြားနေရတာကြောင့်မှိတ်ထားတဲ့မျက်လုံးကိုမပွင့်တပွင့်ဖွင့်ပြီးတော့ဘေးဒဆောင်အနေထားကြည့်လိုက်ရင်ဘုံကြီးတည်းရဲ့ပြန်ရောက်လာကြောင်းတွေ့လိုက်ရတယ်။အပေါ်ထက်ကိုမတက်ခင်မဟာဒေဝရှိနေရဘက်ကိုလှည့်ကြည့်လာတယ်။ပါဇက်တော်ဝိုက်သွေးတွေပြေးနေသလို ။ရှင်သန်းမှလည်းသွေးတွေပြေးနေတဲ့တရေကြီးကကျောင်းမဖွေရပြုံးနိုင်ရင်အပေါ်ကိုတက်သွားရန်ခြေတံတွေကြားနေရတယ်။တရေကြီးကမဟာဒီဝကိုမြင်ပုံရပြီးမဟာဒီဝအမောက်တွေမြင်နိုင်တာကိုသိပုံမရပြီးအပေါ်တန်းမှလှုံရှားတံတွေပျောက်သွားတဲ့အခါမှာမဟာဒီဝတယောက်စိတ်လျှော့လိုက်ပြီးမကြခင်အချိန်အတွင်းနှိမ့်ချိုက်စွာအိပ်ပျော်သွားပါတော့တယ်။နောက်တနေ့မနက်အစောထကမျက်နှာသည့်ဖျားရှိကိုကတော့တရားထိုင်ပရိစိတ်ပြုတ်နေကြကိစ္စရက်တွေပြုတ်လုပ်ပြီးကျောင်းဝင်းရှိလမ်းလျှောက်နေလိုက်တဲ့မနက်7:00နာရီလောက်မှာ ရွာသားတစ်ယောက်ထမင်းလာပူရင်းចောင်းနေဝင်လိုဟန်မပြပဲចောင်းចံနေမှာပေးပြီးတော့ပကံနေခွက်တွေနောက်နေမှာပြန်လာယူမယ်လို့ပြောပြီးတော့ပြန်သွားတော့တယ်မဟာဒေဝကညစာမစားထားတာမို့ထမင်းဟင်းတွေစားတော့လိုက်တယ်စားတော့ပြီးတဲ့အခါမှာတော့ចောင်းမှာပြင်းနေတာကြောင့်စကားပြောဖို့ရွာသေးပဲရှောက်လာရရွာသားတွေကသူ့ကိုအထူးဆန်းလို့ဝိုင်းကြည့်နေကြတယ်တင်းရေ၆တဲ့ဖုန်ကြီးចောင်းမှာညအိပ်ပြီးဘာမှမဖြစ်တဲ့အတွက်အံ့ဩနေကြဟန်တူတယ်ရွာလူကြီးအိမ်မင်းမြန်မီရှောက်လာရ ခြေရန်ရှိအင်ဂျီတလုံးကိုညှို့ပြကြတယ်။ဆံဝိုင်းအတွင်ဝင်လိုက်ချိန်မှာတော့ရေနွေးကြတောက်နေတဲ့ရွာလူကြီးကိုအိမ်ရှိကွက်ပြက်မှာအဆင်သင့်တွေ့ရတယ်။မောင်ရင်လေးလာထိုင်ရေနွေးကြတော့ထမင်းရလာပို့ကြတယ်မဟုတ်လား။လာပို့ပါတယ်ဦးလေးစားလာခဲ့ပြီးပါပြီ။တယောက်ထည့်ပြင်းနေလို့စကားပြောရအောင်လို့ထွက်လာခဲ့တာပါ။ရွာလူကြီးအမေးစကားကိုဖြေပြီးကွက်ပြက်တစ်ဖက်မှာဝင်ထိုင်ပြီးတော့ရေနွေးကြတစ်ခွငဲ့တောက်လိုက်တယ်။ဒီရရွာသားမဟုတ်ရင်ဒီလိုတောင်းနေရမျိုးမှာဘယ်နေပြောပါမလဲ။ဒါနဲ့ညာအိယာရဲ့လား အချောက်လက်မကြုံရဘူးလားအိတ်ရပါတယ်ဦးလေးခကြီးပန်းလာလို့ဖျားရှိကိုပီးရနဲ့အိတ်လိုက်တာမိုးလင်းမှနိုးလာတော့တယ်အတော်တော့ထူးဆန်းတယ်ဘုန်းကြီးတရားမောင်ရုံမချောက်လက်အောင်ဆိုတာရုံရခက်ခက်ဖြစ်နေပါပြီရွာလူကြီးကိုသူ့ကြုံရတဲ့ဘုန်းကြီးတရားနဲ့အခြားတရားတကအလောင်းဖို့စားတဲ့ကိစ္စကိုပြောလိုက်ရင်တဆင်စကားနဲ့ကြောက်လန့်ကြမှာဆိုတာကြောင့်စကားကိုထိန်ချန်ပြီးတော့မဟာဒီဝကပြောလိုက်ခြင်းဖြစ်တယ်ဦးလေးကျွန်တော်တခုမေးကြည့်မယ်နော်ဒီရွာကဘုန်းကြီးတရားအပြင် ောက်ထပ်သင်ရည်တွေများရှိနေသေးလားဦးလင်းရှိတာပေါ့ကွာရွာတင်းချိုင်းတောင်ညမောင်ရီပြိုးစားသွားမိရဲ့လားသင်ရည်တကောင်ထွက်လာပြီးတော့အချောက်ခံရပြီးသားမှတ်တော့ရွာမုံစိုးတယောက်တောင်းဝက်တကောင်ရလို့ထမ်းလာပြီးသင်ချိုင်းကုန်းတောင်နာဖြတ်ပြန်လာတယ်တနေ့တော့တော်လည်ပြန်လာခြင်းရလဲညနေဆောင်နေပြီသင်ရည်တကောင်တောင်းမောင်းအဆင်းပြီးတော့တောင်းဝက်ကိုဝင်လို့ပါလေရောမုံစိုးနဲ့သင်ရည်ကတောင်းဝက်ဝင်လို့လားဆိုတော့ချောက်ပြီးပြေးလာခဲ့တယ်ရွာသားတွေ၆လက်ခံရတဲ့အကြောင်းတွေသာပြောရင်တထိုင်ကပြောလို့ပြီးမှာမဟုတ်ဘူး နောက်တစ်ခုဟာအစိမ့်တည်သေးတဲ့အလောင်းတွေမြုပ်ထားရင်မကြခဏမြေချင်းတွေးပြီးတော့ပေါ်စားခံရတယ်။ခွေးအားတွေစားရလို့လည်းပြောကြတယ်လို့တရဲတွေစားရလို့လည်းရွာသားတွေကပြောနေကြတယ်။ဘာတွေလဲတော့မသိပါဘူးကွာ။ရွာလူကြီးပြောစကားတွေနားထောင်ရင်မဟာဒီဝတယောက်အတွင်းများစွာနဲ့ရှိနေတယ်။ဥလီတင်းနိုင်ကောင်ကတရဲဆိုတာဟာဒီရွာကိုဝီနေနဲ့မညီလှုပ်ချင်ရလှုပ်ပြီးတော့အောက်လက်အတက်တွေနဲ့တရဲမွေးတဲ့ဖုန်ကြီးမွေးခဲ့တဲ့တရဲမြဖြစ်လိမ့်မလားပဲ။မပြောတတ်ဘူး။မောင်ရည်လေးเจ้าမှာတတိထားအိတ် ကျောင်းထိုင်မလာတဲ့ဦးစင်တပါလည်းတေးထားဘူးလေကြည့်ရတာတရင်ကဖျားစာနဲ့ကြောက်ပုံမရဘူးနော်ဟုတ်ကဲ့ဦးလင်းတရင်ထားပြီးနေပါမယ်ကျွန်တော်ပြန်လိုက်ပါအောင်မင်းမဟာဒီဝါကသူတိလို့ရရီမင်းမြန်ပြောဆိုပြီးတော့ရွာလူကြီးကိုနှုတ်ဆက်ပြီးဘုန်းကြီးကျောင်းကိုပြန်လာခဲ့တယ်။ကျောင်းရောက်တဲ့အခါမှာတော့အပေါ်ထက်တက်ကြည့်ဖို့ဆုံးဖြတ်ပြီးလေကားအနီးရောက်လာခဲ့တယ်။နေလေနေပင်ပင်ဖြစ်ပေမဲ့ကျောင်းထက်အတွင်မှာတစ်ပင်ကြီးတွေကြောင့်ကျောင်းအတွင်အလင်းရောင်တဲကွဲစွာမတွေ့ရပြီးမဟာဒီဝါကလေကားအနီးရက်လိုက်ပြီး လေကတိတွေကိုကြည့်လိုက်ရမှာဖုံမုံတွေကလေကတိတွေမှာရှိနေပြီးတော့အထက်ဆင်းပြုထားတဲ့ချင်းရတွေကိုလေကတိတိုင်းမှာတွေ့နေရတယ်။အပေါ်ထက်ရောက်တဲ့အခါမှာတော့သွန်မိုးတွေပေါက်ပြဲပြီးတော့မိုးရွာတီမှာမိုးရွာကစံမြင့်တွေကအချို့နေရာတွေမှာဆွေးမြင့်နေကြောင်းတွေ့ရတယ်။အခန်းနှစ်ခန်းမှာလည်းတကားတွေပြုတ်ထွက်ပြီးအခန်းအတွင်းမြင်နေရတာကြောင့်ကရင်အဟောင်းတွေတွေ့နေရသလိုအပေါ်အမိုးနဲ့နေရာမှာတွေ့ကပ်နေကြတဲ့လင်းလုံးငတ်တွေကိုအခန်းနှစ်ခန်းလုံးအဖြစ်မဲနှက်စွာတွေ့ရတယ်။အရှိတ်ဘက်ကောင်းရင်ပိုင်းဖျားကန်းကတော့ ပြိုကျပျက်စီးနေကြောင်းကို တွေ့ရတယ်။ဟာဘလို့တွေဖြစ်တာလဲ။ဘာအကြောင်းကြောင့်လဲဆိုတာမစုံနိုင်။အကန့်တွင်ရှိနေတဲ့လင်းတို့ငှက်တွေကစုညာကြောင့်အော်ဟစ်ရင်နေရံတွေကနေတဆင့်ပြန်တန်းလာကြပြီးတော့မဟာဒေဝရှိရာကိုဥတီတွင်ဝင်လာနေကြတယ်။မဟာဒေဝကိုလင်းတို့အုပ်ကြီးကဝိုင်းဝန်းစုပြုံပြီးကိုက်ခဲတိုက်ခိုက်ဖို့ကြိုးစားကြရာမဟာဒေဝတယောက်လက်နက်ဖက်နဲ့ဝှေ့ရန်ကာကွယ်ရင်းအောက်ထက်ကိုဆင်းပြေးလာခဲ့တော်တယ်။လင်းတို့ငှက်တွေကအောက်ထက်အထိလိုက်မလာဘဲ လေကားတဝက်လောက်မှာကြံနေရစ်ခဲ့ကြရင်မဟာဒီဝလည်းအောက်ထက်ရောက်တော့မှတက်ပြင်းချနိုင်တော့တယ်။လင်းလို့မှတ်တွင်အုံလိုက်ကျင်းလိုက်ဝိုင်းတောက်ကြခြင်းကတာမန်သွေးရိုတာရိုဖြစ်စေမဟုတ်မှမဟာဒီဝရိတ်စားမိရင်နေကင်းကလေးကပင် ရေမိုးချိုးလိုက်ပြီးညနေဆောင်မှောင်လာတဲ့အခါမှာတော့ဖျားစီမီရေချမ်းတွေကပ်လို့ပူဇော်ကတရားထိုင်ပရိစိတ်ခြင်းတွေပြုတ်လုံနေစဉ်အပေါ်တန်းမှာတုံးတုံးတတိုင်းတိုင်းအတန်တွေထွက်ပေါ်လာတာကြောင့်စိတ်မတည်ငြိမ်ဖြစ်ပြီးတော့လုံလဆအလုပ်တွေရပ်လိုက်ပြီး ဖះရှိကိုကတော့လိုက်တယ်။ပြီးနောက်အမောင်အတွင်အပေါ်တက်ကိုတက်သွားပြီးလေကားထိပ်မှရက်ကြည့်ရာ သူမင်းညားကတွေ့ခဲ့ရတဲ့ဘုန်းကြီးတရေကမဟာဒေဝအိတ်နေတဲ့နေရာအထက်မှာကျမ်းမြင့်ကိုဖနောင်းနဲ့ပေါက်နေကြောင်းတွေ့လိုက်ရတယ်။အပေါ်တက်လာတဲ့မဟာဒေဝကို ကြည့်ပြီးတော့မျက်နှာထားကကြောက်စရာကောင်းအောင်ကျင်းမှာခက်ထန်သွားလိတော့တယ်။သွားငါကျောင်းကအခုထွက်သွားမသွားရင်မင်းကငါတက်မယ်။သာသနာအရေးချုံပြီးတော့လှုပ်ချင်ရလှုပ်ပြီးတေတော့မကြွမလို့ဖြစ်နေတဲ့အကောင်ငါ့ကိုဆက်နောက်ရှာရင် မင်းငါအကြောင်းသိရလိမ့်မယ်။မဟာဒေဝရှိနေရာကြည့်ရင်လည်း၆ကက်အက်ကွဲတဲ့အတန်ကြီးနဲ့ပြောလာရာမဟာဒေဝကဒေါသဖြစ်ပြီးပြန်လဲကျိန်းမောင်းလိုက်ရာရှေ့ကိုလာဖို့လုပ်နေတဲ့ဘုန်းကြီးတရေကခြေလန်းရက်သွားတယ်။မဟာဒေဝကသူ့ပြောလို့ရာပြောပြီးတော့အောက်ကိုပြန်ဆန်းလာခဲ့တယ်။အပေါ်တန်းမှာစုညာတန်တွေထပ်မကြရတော့ပြီ။မဟာဒေဝကအိတ်မပြောသေးတာကြောင့်ကျောင်းချဝင်းအတွင်လက္ခဏာလျှောက်ပြီးမှအိတ်ရာဝင်ခဲ့တယ်။အိတ်ရာပေါ်ပက်လက်လှဲချရင်းနဲ့မျက်လုံးမိတ်က စိတ်ကိုဘာမှမတွေးဘဲအိတ်ဆက်ဖို့ကြိုးစားနေစဉ်ပုတ်အပ်အပ်အနက်တစ်ခုကိုရှူရှိုက်လိုက်ရတာကြောင့်အိတ်ချင်စိတ်ပျောက်ပြီးတော့မျက်လုံးဖွင့်လိုက်စဉ်ရင်ထိတ်ဖွယ်ရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရလျော်တယ်။ဘုံကြီးတရေကခါကုန်းပြီးတော့မဟာဒီဝမျက်နှာနဲ့တထောင်လောက်အကွာကနေစီမိုဆိုင်ကြည့်နေတာကို တွေ့လိုက်ရတာကြောင့်ပဲဖြစ်တယ်။မဟာဒီဝကအန်ဒီအငွေ့အသက်ခံစားလိုက်ရပြီမို့အိယာကနေကုန်းရုံထားဖို့ဟန်ပြင်လိုက်စင်ပါပဲ။ဘုံကြီးတရေကမဟာဒီဝရင်ဘက်ပေါ်လှည့်မြန်စွာခုန်တက်ပြီးတော့ လယ်ပင်ကိုဖြည့်ညှက်လိုက်တော်ရင်ငါအเจ้าကိုလာတယ်။ငါ့ကိုစိန်ခေါ်တဲ့ကောင်မင်းကိုတက်ပြီးတော့မင်းရဲ့ဦးအသေးတွေကိုထုတ်စားပြစ်မယ်။အလွန်လှည့်မြန်စွာဖြစ်ပြက်သွားတဲ့အเจ้าအရာမို့မဟာဒီဝတယောက်ပြင်ဆင်ခြင်းမရလိုက်ခင်မှာပဲဘုံကြီးတရေလယ်ပင်ညစ်ချင်းခံလိုက်ရတယ်။ကြောက်တုံးကြောက်ဆောင်ကြည့်လို့လေးလံတဲ့ကိုခန္ဓာကြီးအဖေခံထားရပြီးပပဲပေါ်ရီထဲမှာမိဖုတ်တန်ကိုညှက်တဲ့ပြုတ်တူလုံးတံမာရဲ့လက်နက်ဖက်ကိုသူရဲ့လက်နက်ဖက်နဲ့ဆွဲခွာဖို့ကြိုးစားပေမဲ့လည်းမရပဲရှိနေတယ်။ ိုခန္ဓာကိုကုံယုံထားကြည့်ပြီးမြလဲထားမရပဲလေပင်ကိုတင်းကျပ်စွာညှစ်ထားခံရပြီးရှင်ဘက်လည်းဖိထားခံရတဲ့အတွက်မဟာဒီဝါကကြောက်လန့်စရာတရေဘုံကြီးရုပ်တွင်ကိုကြည့်ရင်လည်းမျက်လုံးတွေပြာဝေးလာသလိုချင်းချောက်ကျင်းွားတဲ့စကားကိုလည်းကြားနေရတယ်မဟာဒီဝါတယောက်တတိပင်လစ်မလို့ဖြစ်လာချိန်မှာခန္ဓာကိုယ်အတွင်းမှာအင်အားတစ်ခုတိုးထွက်ကမျက်လုံးတွေအနေအောင်ပြောင်းသွားပြီးသူ့ရဲ့လေပင်ကိုညှစ်ထားတဲ့လက်နှစ်ဖက်ကိုအလွန်အားကောင်းတမ်းမာစွာ ဆွဲဖြုတ်လိုက်ရာလက်ပြုတ်သွားရတဲ့တပြိုင်နက်ရင်ဘက်ပေါ်မှာတရေဖုံးကြီးကိုစောင့်တွန်းလိုက်လေတဲ့။ဩမင်းကပညာအစွမ်းရှိနေတာဟုတ်။တရေဖုံးကြီးကမဟာဒေဝရင်ဘက်ကနေလွင်ထွက်ပြီးတော့တိုင်တလုံးနဲ့စောင့်လာအချိန်တက်သွားတယ်။မျက်လုံးတွေနှီးရဲပြီးတော့ပုံစံပြောင်းနေတဲ့မဟာဒေဝကိုကြည့်ရင်းနဲ့အစွမ်းရှိသူတယောက်မှန်းတည်သွားတယ်။ရုပ်တွေကိုကြောက်လန့်စီဟာတရေပုံစံပြောင်းလိုက်ပြီးမဟာဒေဝစီကိုတချိန်တိုပြေးဝင်လာရောက်မဟာဒေဝကရင်ဘက်ကိုစောင့်ကန်ပြီး ပြန်ထထားတဲ့တရေဖုန်ကြီးနောက်ကိုပြေးလိုက်ပြီးတော့ဇက်တိုက်ထိုးကြိတ်လိုက်ရာတရေဖုန်ကြီးကမရှူမလနဲ့ရှိနေလေတော့တယ်တရေဖုန်ကြီးကမဆိုးဝဉဉ်ထိန်ချုပ်နေတဲ့မဟာဒီဝရဲ့လက်ချက်ကြောင့်မချီမဆန့်ခံစားနေရတယ်ရှေ့တိုးသမျှထိုးခံရကန်ခံရပြီးတော့လွင်ထွက်ခါចောင်းတိုင်ចောင်းနေရံတွေနဲ့စောင့်ပြီးတော့ခံနေရခြင်းပဲဖြစ်တယ်တရေဖုန်ကြီးကမဟာဒီဝကိုအစာကဒေါသတကြီးရံပြုတ်ကိုစူးစမ်းပြီးမယ်လေအနာပင်ပြတ်လို့မရတဲ့အခါမှာတော့သူမရှင်နိုင်မှန်းသိသွားတယ် အခုတချိန်လွန်ထွက်သွားပြီးချိန်မှာတော့အတန်ဆူဆူတစ်ချက်တရေခုံကြီးကအော်ဟစ်လိုက်ရာအပြင်ဘက်စီမှာလင်းနှုံငှက်အော်တန်နေကြားရပြီးမြောက်များလာတဲ့လင်းနှုံငှက်တွေကမဟာဒေဝရှိရာအဆုလိုက်အပြုံလိုက်တိုးဝင်လာပြီးတော့ဝိုင်းအောင်ကြိုက်ခဲဖို့ကြိုးစားကြရာမဟာဒေဝကသူ့ရဲ့လက်တစ်ဖက်ကိုဝေ့ရမ်းလိုက်ရာအနည်းရောအလင်းနှံတွေဖြာထွက်ပြီးလင်းနှုံရီအလိုအနာမကပ်နိုင်မင်းဘေးဘက်မှာပြန်နေကြတယ်မဟာဒေဝကသူ့ရဲ့လက်ကိုတရေခုံကြီးရှိရာကိုညှော်ပြလိုက်ချိန်မှာလင်းနှုံငှက်တွေကတရေခုံကြီးရှိရာဘက်ကို ပြန်တန်းသွားကြပြီးတော့တရေဖုန်ကြီးအသားတွေကိုကြိုက်နေကြရာတရေဖုန်ကြီးကသူ့ဖော်ထားတဲ့ဆီကိုသူမစားနိုင်တဲ့အဖြစ်ကိုရောက်ခါအဲ့ဒီနေရာကနေထွက်ပြေးသွားပါတော့တယ်။မဟာဒီဝါမှလည်းတရေဖုန်ကြီးနောက်ကိုထတ်ချက်မကွာလိုက်နေတော့တယ်။တရေဖုန်ကြီးကအုတ်နေရံကိုလှာကနေခုံကျော်ပြီးတော့ရွာနောက်ပိုင်းတင်းကျိုင်းတောင်စီကိုပြေးနေခြင်းဖြစ်တဲ့မဟာဒီဝါကနောက်ကနေထတ်ချက်မကွာလိုက်နေတယ်လို့လင်းတို့ငှက်တွေကလည်းကောင်းတင်ကနေအုပ်စုဖွဲ့ကပြန်ပြီးတော့လိုက်ပါလာကြတယ်။တင်းကျိုင်းတောင်ပေါ်မဟာဒီဝါရောက်ချိန်မှာတော့ တရက်ပုံကြီးကတင်းကြရဲ့အလဲမှာရက်ပြီးတော့သူ့ရဲ့ဘေးမှာအလောင်းတူးဖို့တဲ့မကောင်းဆိုးဝါးကလည်းရှိနေတယ်။မင်းကတေးချင်လို့နောက်ကလိုက်လာတာပဲ။မင်းကိုတတ်ပေးရမှာပေါ့။အစိမ့်နဲ့မကောင်းဆိုးဝါးတွေရများမောက်ကိုချိန်လာ၆လာနဲ့။အေးအစတော့မင်းကိုမတတ်ပေး။ဒီနေရာနေနှင်မလို့ပဲ။အခုတော့မင်းတို့ဘဝပြောင်းလို့လုပ်ဖို့ဆုံးဖြတ်လိုက်ပြီ။တရက်ပုံကြီးကအ၆၆လေးတန်နဲ့မဟာဒီဝကိုချိန်၆လာခြင်းဖြစ်တယ်။မဟာဒီဝကလည်းရက်ဆက်စွာပြုံးရင်တတ်ဖြတ်ဖို့ပြောလိုက်ရာ မကောင်းဆိုးဝါးနှစ်ကောင်ကဘယ်ညာခွဲပြီးတော့ပြေးလာကြတယ်မဟာဒီဝါကလက်တချောင်းအပေါ်ထောင်ပြီးတော့အောက်ကိုချလိုက်ရာ အပေါ်မှာရှိနေတဲ့လင်းတို့ငှက်တွေကမကောင်းဆိုးဝါးနှစ်ကောင်စီကိုအုပ်စုခွဲဝင်တိုက်ကြတော့တယ်မကောင်းဆိုးဝါးတရင်နှစ်ကောင်က ရုတ်တရက်ရောက်လာတဲ့လင်းတို့ငှက်တွေကြောင့်ပြေးလာတဲ့အချိန်တက်ကလင်းတို့ငှက်တွေကိုလက်ဝှေ့ရမ်းပြီးတော့ဖယ်ထုတ်နေကြစဉ်အလောင်းပေါ်တဲ့မကောင်းဆိုးဝါးရှိကိုမဟာဒီဝါကလှည့်ညွှန်စွာပြေးသွားပြီးတော့အပြေးဆောင်ကန်လိုက်ရာမြေပြင်ပေါ်လဲသွားရာ အပေါ်ကတက်ဖိထားလိုက်ပြီးအနီးမြေသာပုံမှာမှတ်တိုင်တစ်ခုကိုလက်တစ်ဖက်နဲ့ဆွဲထုတ်ပြီးတော့ကျွတ်ထွက်လာတဲ့အခါမှာတော့လက်နှစ်ဖက်နဲ့ဆုံးကန်ပြီးမကောင်းဆိုးဝါးမျက်နှာကိုမှတ်တိုင်အချုံနဲ့တစ်ချက်ပြီးတစ်ချက်ထိုးဆိုင်နေရောမချီမဆန့်အော်တန်ကြီးတစ်ချက်သာအော်နိုင်ပြီးမျက်နှာက စုပ်ပြက်ကုန်တော့တယ်။အာရပါရလေးငါးချက်ထိုးပြီးတဲ့အခါမှာတော့မျက်နှာလေးကျိန်မသွားပြီမို့အပေါ်ကဖိထားရကနေထားလိုက်ပြီးရုံးကန်တွန့်လင်းနေတဲ့တရေကိုတစ်ချက်ကြည့်ကောင်ကျိန်မက်စွာပြုံးရင်နဲ့ ဝမ်ဘိုက်ကိုမှတ်တိုင်အချောနဲ့အားကုန်စောင့်ချလိုက်ရာမှတ်တိုင်အချောကဘိုက်ကိုဖောက်ဝင်ပြီးကျောကပောက်ထွက်သွားပြီးတော့မြေကြီးပေါ်လက်တထွာလာစိုက်ဝင်သွားလေတော့တယ်။တရေဖုန်ကြီးကတော့လင်းလုံးငတ်တွေကြောင့်အယူမီဝမ်းတယ်လို့ဖြစ်နေချင်းနောက်ကျောမလုံးတယ်လို့ခံစားလိုက်ရတာကြောင့်နောက်ကိုလှည့်ကြည့်လိုက်ရာမဟာဒီဝကိုတွေ့လိုက်ရပြီးခေါင်းစီကိုအရှိန်ပြင်းစွာရိုက်ခံလိုက်ရတာကြောင့်ရိုင်းသွားရာသွေးစွနေတဲ့မှတ်တိုင်ကင်ထားတဲ့မဟာဒီဝကစက်တက်ရိုက်ချလိုက်ရာမြေကြီးပေါ်လဲသွားတယ်။မဟာဒီဝက လဲသွားတဲ့တရေဖုံကြီးအနည်းကိုရှောက်သွားပြီးလဲပင်ကိုမှတ်တိုင်အချုံနဲ့တစ်ချက်ပြီးတစ်ချက်ထိုးဆိုင်နေရာခေါင်းနဲ့လဲပင်ပြတ်ထွက်သွားတော့တယ်။မဟာဒီဝါကရက်ဆက်စွာတရေနှစ်ကောင်ကိုတက်ဖြတ်ပြီးတဲ့အခါမှာတော့ပထမညကတရေနှစ်ကောင်တူးထားတဲ့မြေချင်းစီကိုအလောင်းနှလောင်းကိုဆွဲယူသွားပြီးတော့ကျင်းထဲကိုပြစ်ချလိုက်တယ်။တရေဖုံကြီးဦးခေါင်းကအခုထိအသက်ဝင်နေသေးပြီးမျက်လုံးပွင့်မျက်တောင်ခတ်နေတာကြောင့်ပေါ်လုံးလိုကျင်းထဲကန်ချလိုက်လို့တယ်။မိုးချင်းတဲ့တစ်ချက် အရင်ထွက်ပေါ်လာပြီးရုတ်ချီးဆိုသလိုကောင်းကင်မှာလျှပန်းလျက်နယ်တွေတွေ့လိုက်ရပြီးမိုးကြိုးကကျင်းလေးကိုပြစ်ချလိုက်ပါတော့တယ်။ကျင်းတွင်တရေနှစ်ကောင်ကမိုးကြိုးပြစ်ချက်ကြောင့်မိသွေးလိုမဲနေပြီးမိခိုးတွေဥထွက်နေတာကိုမနီမဝေးမှ ရက်ကြည့်နေတဲ့မဟာဒေဝတယောက်ကကျင်းလက်စွာပြုံးရင်နဲ့ရွာကိုပြန်လာပြီးတော့ဘုန်းကြီးကျောင်းရောက်တဲ့အခါအိယာပေါ်တက်အိတ်လိုက်တယ်။မဟာဒေဝအိယာကနေနိုးလာတယ်။သူ့ရဲ့ခေါင်းကလေးလံထိုင်မှန်ပြီးညာကကြုံနေရတဲ့အဖြစ်အပျက်တွေက အိမ်မက်လိုလိုတကယ်လိုလိုဝေကွဲရခတ်နေတယ်။ဟင်။သူ့ဝှက်ထားတဲ့အဝှက်ဖြူပေါ်မှာသွေးစွန်းနေုံမကသူ့ရဲ့တကူလုံးမှာသွေးကြောက်တွေကပ်ညှိနေကြောင်းတွေ့လိုက်ရတဲ့အတွက်မျက်လုံးပြူသွားမိတယ်။တရေပုံကြီးစီလက်ပင်းကြီးခံရပြီးသူ့တတိမဲမလို့ဖြစ်သွားချိန်မှာနတ်ဆိုးဝိညာဉ်ပေါ်ထွက်လာခြင်းဖြစ်ကြောင်းကိုသိလိုက်ရတယ်။နတ်ဆိုးဝိညာဉ်လောက်ကန်နေသမျှသူကအိမ်မက်လိုလိုသာခံစားမြင်တွေ့နေရတယ်။နတ်ဆိုးဝိညာဉ်ကိုသူ့အသက်ကိုကယ်ပေးလိုက်တာကြောင့်ကျေးဇူးတင်ရမလား။သူခန္ဓာကိုယ်အတုံးချတဲ့အတွက် အပြစ်တင်ရမလားဆိုတာကိုတော့မဟာဒေဝကမစင်စားတတ်တော့ပြီရေမိုးချိုးပြီးတော့သွေးပင်နေတဲ့အဝတ်ဖြူတွေကိုတနည်းအားမဆွန့်ပစ်လိုက်တယ်။တရေနှကောင်ကိုရှင်းလိုက်တဲ့ကိစ္စကိုရွာသားတွေကိုမပြောပြပြစ်ပါပြီ။ရှင်းပြရင်နဲ့ရှုပ်နေမှဆိုးတာကြောင့်မပြောဘဲနေချင်းတာဖြစ်တယ်။မဟာဒေဝက15ရက်အတိတ်တန်ကာလအတွင်းသူ့လုံးစရာရှိတာတွေလောက်ကရင်နဲ့ရှိနေလေတယ်။15ရက်ပြည့်ပြီးနောက်တနေ့မနက်ပိုင်းမှာရသေးကြီးကျောင်းကိုရောက်လာတယ်။ရသေးကြီးရောက်လာပြီးမဟာဒေဝကိုခေါ်ကား ရွာကနေထွက်လာကြစဉ်ရွာလူချင်းနဲ့ရွာသားအချို့လိုက်လာပြီးတော့ကြတော့နေကြတယ်။တကယ်ကြီးတို့ရွာကြောင်းကတရေရောရွာတင်းချမ်းရတရေရောမရှိတော့ပါဘူး။အချောင်းကိုလည်းကြောက်စရာမလိုတော့ဘူး။အဲ့ဒီပြဿနာတွေကိုတရားတကာမဟာဒေဝကရှင်းလိုက်ပါပြီ။စိတ်အေးချမ်းသာစွာနဲ့နေကြပါတော့။ရွာလူချင်းနဲ့ရွာသားတွေကိုသူပြောလို့ရပြောပြီးတော့ရတိကြီးကထွက်ခွာသွားရမဟာဒေဝလည်းရတိကြီးနောက်ကနေလိုက်ခဲ့လေတယ်။ရတိကြီးကမဟာဒေဝကို၆လခေါ်ထားမှဖြစ်ရာမဟာဒေဝအတွက် နောက်ထပ်ရင်ဆိုင်ရမယ့်ပြဿနာအခက်အခဲတွေရှိနေမှာကတော့တေချာနေပြီတော့ရင်ပြိဿများရှင်အခုတင်ဆက်ပေးခဲ့တဲ့မဟာဒီဝါနဲ့ကျောင်းဟောင်းကနှစ်ချို့တရင်စာစင်နှစ်မှာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပြိဿများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။